မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်ခြေနေများမှာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့အေရဝီတိုင်းဒေသကြီးတို့မှာ နိုဝင်ဘာလရဲ့ပုံမှန်ဘူးကျေးတို့ထက်1ဒီဂရီဆက်စီယံမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျေးတို့ထက်3ဒီဂရီဆက်စီယံမှ4ဒီဂရီဆက်စီယံအထိနဲ့ရခိုင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျေးထက်5ဒီဂရီဆက်စီယံပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးကျေးခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူးခြားတဲ့ညဘူးကျေးခြေနေများမှာ ဟာခါမြို့မှာ9.2ဒသမ2ဒဂရီဆက်စီယက်တီးချိန်မြို့မှာ9.2ဒသမ4ဒဂရီဆက်စီယက်ရိုင်းလင်းမြို့မှာ17ဒသမ6ဒဂရီဆက်စီယက်ဟုံးမလင်းမြို့မှာ17ဒသမ4ဒဂရီဆက်စီယက်ပူတောင်မြို့နဲ့မချမ်းမောမြို့တို့မှာ17ဒသမ5ဒဂရီဆက်စီယက်စီ တောင်ကြီးမြို့မှာ17ဒသမ6ဒဂရီဆက်စီယက်ပင်လောင်းမြို့မှာ73ဒသမ4ဒဂရီဆက်စီယက်နဲ့ မင်းကင်းမြို့မှာ14ဒီဂရီဆက်စီယက်ဒိုဖြစ်ကြပါတယ်။မြို့လာရွာသွင်းခဲ့တဲ့မှတ်သားဝယ်ရာမွေးရီချိန်များမှာဟင်းသာမြို့မှာ3ညတသမ99လမနဲ့တောင်ကြီးမြို့မှာ3ညတသမ3ညလီလမတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီနေ့နေ့လည်းတနအိခွဲချိန်မူလီဝတာဂျိုရူမှာဖမ်းရရှိတဲ့ပုံအရဘင်္ဂလားပြည်လော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိန်နှဲငယ်ဖြစ်ထွန်းနေပြီး ကပ်ပလီဗီလေဗင်းနဲ့ချမ်ပင်ကလာဗီလေတို့မှာတိန်တတမတိတ်ထူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ် ခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတိမ်တည်ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်းမှုလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေဖျားယုံနေနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာမြဝကျွမောမုံတမခွေမွန်တရင်းတိုင်းကန်ရတဲ့ချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေးပြင်းများကြောက်ရောက်ပြီးလိုင်းကြီးနိုင်ပါတယ်။ ိုးသက်လင်းပေးကြစဉ်ရင်းပြင်းပြပြလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြဝကျွန်းပေါ်မုံတမာခွေမွန်တန်သားအိုက်ကရတဲ့ဆောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေကမ်းရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာ လိုင်းတည်တည်ရှိပါမယ်။လိုင်းမြမရခိုင်ကရတဲ့ဆောင်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှာရှစ်ပေကမ်းရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခမ်းမန်းကြံမြအနေနဲ့ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာနေရာချင်းချင်းနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့အေရဝီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ အများအပြားတိုက်ရပြီးရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနေပြီးတော့ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တိမ်ဖြစ်ထွန်းပါမယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ဤတဝါရဲ့တဝါရမနှက်ဖြံမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတန်ရပါမယ်အနေဆုံးဘူးချိန်မှာ20ဒီဂရီဆန်စီယက်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆန်စီယက်67ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝါရအတွက်မနှက်ဖြံမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တိမ်တိမ်ဖြစ်ထွန်းပါမယ်အနေဆုံးဘူးချိန်မှာ27ဒီဂရီဆန်စီယက်80ဒီဂရီဖာရင်ဟိုက်နဲ့ အမြင့်ဆုံးဗူချိန်မှာ33ဒီဂရီဆက်စီယက်61ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာညာဖြင့်တန်ရာပါမယ်။အနှိမ့်ဆုံးဗူချိန်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဗူချိန်မှာ33ဒီဂရီဆက်စီယက်61ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညဘူးချိန်များအနှဲငယ်ရောနေနိုင်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလည်းများအတွက်မိုးလေဝသခန့်မှန်းချက်များအနေနဲ့ကတော့နေပြည်တော်မှာအများအပြင်တာရပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာတိမ်တိမ်ဖြစ်ထွန်းပါမယ်။မန္တလေးတိုင်းဒေသကြီးမှာ အများအပြင်တာရပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေ ဒီကနေ့မြန်မာစံတော်ချိန်စနစ်30နာရီချိန်တိုင်းထွာချက်များအရာကပလီပလဲပြင်းတောင်ပိုင်းမှာ22ရက်17လ2025ရက်နေ့တိုင်းလီဗီးယားနဲ့ယဝန်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။အဆိုပါလီဗီးယားနဲ့ယဝန်ဟာအနောက်အနောက်မြောက်ဖက်သို့ယူလျားနိုင်ပြီး24ရက်17လ2025ရက်နေ့မှာ ပူမိုအားကောင်းလာကဘင်္ဂလားပလဲော်ရှေ့တောင်ပိုင်းတိုင်းမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ငင်းကလေးတဲ့င်းငင်းကလေးကတော့ ဒီကနေ့မြန်မာစံတော်ချိန်17:00နာရီ8မိနစ်28စက္ကန့်အချိန်မှာနေပြည်တော်မြင်းကလေးစခန်းမှာအနောက်မြောက်ဘက်450မိုင်ခန့်အကွာဝေးတဲ့မြန်မာနိုင်ငံပြည်ပဘင်္ဂလားဒေ့ရှ်မြောက်လက်တီတွင်23.85ဒီဂရီအရှေ့လောင်တီတွင်90.68ဒီဂရီအနက်25ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေဒါစကေ9.5အစင်းရှိအင်အားအသင့်တင့်ရှိတဲ့မြင်းကလေးတစ်ခုလှူရှားသွားကြောင်းတိုင်းထွာရရှိပါသည် အခုဆက်လက်ပြီးနိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွက်မိုးလီဝသနဲ့ဇလားဗီတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်ချီနီမှာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာနေပြားနဲ့ရေဝင်တဲ့ချိန်ဖြစ်ပေါ်နိုင်ပြီး ပုံမူအားကောင်းလာက မုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တတမာတိတ်ထူထပ်နိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုချင်းနေခံမှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ် ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းပဲခူးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွင်းမြေအောက်ယွံနေနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွင်းမြေခန့်မိုးထချုံရွာနိုင်ပါတယ်မိုးရွာရဲများအနည်းငယ်ကလည်းကချင်ပြည်နယ်အေရဝီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ 3ရက်မှ9ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတရက်မှ2ရက်ခန့်မိုးထချုံရွာနိုင်ပါတယ်။ညဘူးချိန်အချိန်ဤခမ်းမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့မှာနိုဝင်ဘာလပုံမှန်ဘူးချိန်ရဲ့1.5ဒီဂရီဆက်စီယပ်နဲ့အထက်ပိုနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချိန်ခန့်သာရှိနိုင်ပါတယ်။ မြူချင်းနေခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာငားရမ9ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတရမ4ရက်ခန့်နံနက်ပိုင်းမှာ မြူတူများစိုက်နိုင်ပါတယ်မြင့်ရီချင်းနေခမ်းမန်းချက်များအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလတတိယဆယ်ရက်ပတ်အတွင်းအေယာဝတီမြေဟာ မြကျင်းနာမျိုးပမော်မျိုးရွှေကူမျိုးကတာမျိုးတပိတ်ချင်းမျိုးမန္တလေးမျိုးစကိုင်းမျိုးမြင်းမူမျိုးပခုတ်ကူမျိုးညာဦးမျိုးချောင်းမျိုးမင်းဘူးမျိုးမကွေးမျိုးအောင်လံမျိုးပြီးမျိုးစိတ်သားမျိုးဟင်းထရာမျိုးနဲ့ဇလွင်မျိုးတို့မှာတပိမအသုံးပေခွဲကန်လက်ရှိမမများအောင်ကြဆင်လာနိုင်ပါတယ်ချင်းတွင်းမြေဟာခန္ဒီမျိုးဟုံမလင်းမျိုးဖောင်းပြင်းမျိုးမော်လိုက်မျိုး ကလေးဝါမျိုးမင်းခင်မျိုးကဏီမျိုးနဲ့မုံရွာမျိုးတို့မှာတပေးမှနှစ်ပေကန်လက်ရှိမမများအောင်ကြဆင်းလာနိုင်ပါတယ်မြေသားမြေရာ ကလေးမျိုးမှာတပေကန်ဒုထဝရီမြေရာတီဘောမျိုးရွှေစာရံနဲ့မြင်းငယ်မျိုးတို့မှာပေဝတ်မှနှစ်ပေကန်စစ်တောင်းမြေရာတောင်ငူမျိုးနဲ့မန်းတောင်မျိုးတို့မှာတပေးမှနှစ်ပေကန်ရွှေကျင်မြေဟာရွှေကျင်မြို့မှာ ပေဝက်ခန့်ပကိုးမြေဟာ ဇောင်းတူမျိုးနဲ့ဘကိုးမျိုးတို့မှာပေဝမတပေခွဲကန်တန်လွင်မြေဟာဖအံမျိုးမှာနှစ်ပေကန်တောင်းရင်မြေဟာမြောက်ရီမျိုးမှာပေဝခန်ငဝင်မြေဟာငတိုင်းကျောင်းမျိုးမှာလေးပေခွဲကန်တာပေါင်းမျိုးနဲ့ပသိမ်းမျိုးတို့မှာတပေမှာနှစ်ပေကန်တွုံးမြေဟာမအူဝင်မျိုးမှာတပေခွဲကန်ဘီးလင်းမြေဟာဘီးလင်းမျိုးမှာပေဝခန်လက်ရှိမမြအောင်ကြာစင်လာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေတာသတင်းများနဲ့2025ခုနှစ်နိုဝင်ဘာလတတိယဆယ်ပတ်အတွက်မိုးလေဝသနဲ့ဇလားပေတာခန့်မှန်းချက်များပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါစေရှင်။